မင်္ဂလာပါမင်္ဂလာပါဆိုပြီးတော့စကားလုံးကိုတွင်တွင်ကြဲကြဲသုံးကြတယ်နော်အေးဟိုကလည်းမင်္ဂလာပါဒီကလည်းမင်္ဂလာပါအဲမင်္ဂလာဆိုတဲ့စကားလုံးကတော်တော်ရေပန်းစားပြီးထင်ပေါ်တဲ့စကားလုံးဒီနေ့ခေတ်ခေတ်စကားနဲ့ပြောရင်ပေါ်ပြူလာဖြစ်တယ်လို့ပြောရမှာလားနော်ဒါဆိုရင်အဲ့ဒီမင်္ဂလာဆိုတာဘာလဲမင်္ဂလာပါလို့ဆိုင်းဖို့ချိန်ထောင်တဲ့မင်္ဂလာရဲ့အဓိပ္ပာယ်ကပြည့်စုံသွားရောလား ပါဇက်ကမင်္ဂလာမင်္ဂလာလို့ပြောနေုံနဲ့မင်္ဂလာကရှိသွားရောလားမင်္ဂလာဆိုတာဘယ်လိုဟာမျိုးလဲဒါသိထားဖို့လိုတာပေါ့မင်္ဂလာဆိုတာမြင်တာတွေ့တာကြားတာတွေကိုကိုတွေ့သမျှမြင်သမျှကြားသမျှတွေကိုကိုထင်မိထင်ရစိတ်ထဲရှိရာတွေကိုမင်္ဂလာအမင်္ဂလာလိုက်ခွဲပြီးတော့သတ်မှတ်နေရင်တော့လိုက်ယူဆွဲနေမယ်အမှန်လို့လက်ခံယုံကြည်နေမယ်ဆိုရင်တော့ ဗုဒ္ဓဝါဒနဲ့ဆန့်ကျင်တဲ့ကာမတက္ကရတမ္မာဒိဋ္ဌိကိုဖယ်တဲ့မိစ္ဆာဝါဒကိုလက်ခံသူတွေဖြစ်သွားနိုင်တယ်နော်အဲ့ဒါသတိထားဖို့လိုတယ်ဒီနေ့ခေတ်နော်တချို့အယူအဆွဲတွေဟာမှားယွင်းတယ်လို့ဒါမင်္ဂလာတော့မင်္ဂလာတရားတော်အရာအဲ့လိုမှတ်ရတယ်မင်္ဂလာဆိုတာဘာပြောတာတော့ဆိုလို့ရှင်မင်္ဂံပါပန်လူနာတိစိန္ဒတိတိမင်္ဂလာတဲ့အတိတ်ဘယ်က မကောင်းမှုအကုသို့တွေကိုပယ်ဖြတ်တတ်လို့မင်္ဂလာဘာအလုပ်ပဲဖြစ်ဖြစ်ညင်တွေ့ကြာတိနေတဲ့အလုပ်အပြောအဆို အကုန်လုံးအတွေ့အထိအကုန်လုံးဘာပဲဖြစ်ဖြစ်အကုသို့တွေကိုပယ်ဖြတ်တယ်အကုသို့တွေနဲပေါအောင်လုပ်နေတယ်ဟောတစ်ဖက်ဘာကိုဖြစ်စေတယ်လဲဆိုရင်ကုသို့တွေကိုဖြစ်စေတယ် ဲ့ဒီအင်္ဂါနှစ်ပါးနဲ့ညီညွတ်တယ်ဆိုလို့ချင်းဒါမင်္ဂလာရှိတယ်နော်မင်္ဂလာရှိတဲ့အလောက်ပဲမင်္ဂလာရှိတဲ့အလောက်ဩဇနောသုဒ္ဓသင်္ချိုင်းလိုနေရာမျိုးရောက်နေပါစေကိုကအတုပဘာဝနာကိုပွားဩငါလက်သေးရမှာပဲအတုပလိုက်ပွင့်ဟဟလာကိုရမြင်နေရတဲ့သုဒ္ဓသင်္ချိုင်းကြီးဆိုတော့ဘလူလည်းမရှိဘာလည်းမရှိစက်သေးမရှိဘူးမင်္ဂလာမရှိဘူးဒါလောကီရဲ့ယူဆပဲတကယ်လို့ဆိုင်ကိုဒနာမှာသုဒ္ဓမှာအတုပလိုက်ပွင့်နေကုသိုလ်တွေဖြစ်နေတယ် ဆိုလို့ရှင်ဒါမင်္ဂလာရှိနေတာပဲတန်ဝေကညာဆိုတာကုသိုလ်ပဲလေဩအိမ်ရှိမှာတပ်ပလေတပင်ဆိုင်ထားတယ်ခြင်းတပင်မဆိုင်ကောင်းဘူးမင်္ဂလာမရှိဘူးလို့သူများပြောတာနဲ့လက်ခံနေဖို့မလိုဒီတပင်တော့ကို့မှာဘာအကုသိုလ်မှမဖြစ်ဘူးနွားလည်းအိတ်လိုရတယ်လူလည်းတပင်အောက်ကရင်လေးချပြီးအိတ်လိုရတယ်ထိုင်းပြီးတော့ကလေးကတာဆော့လို့ရတယ်ရေဦးစင်လေးကတာတဲလို့ရတယ် ဟောဒီတစ်ပင်ကကိုယ့်အကျိုးပြုနေကိုယ့်ကြောင့်သူ့မှာစိတ်သူ့ကြောင့်ကိုယ့်မှာစိတ်ချမ်းသာနေတယ်ဆိုရင်ဒါကိုယ့်အတွက် အပြစ်ကင်းပြီးတော့စိတ်ချမ်းသာမှုကုသိုလ်ဖြစ်စေတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်အတွက်တော့မင်္ဂလာရှိနေတာမင်္ဂလာရှိနေတာနော်အဲ့လိုမဟုတ်ဘူးနော်ဒီတစ်ပင်ကတခါတည်းခိုက်တတ်တယ်စက်တည်မရှိအိမ်ရှိဒီအပင်မဆိုင်ကောင်းမှုလို့ယူဆပြီးတော့စနောက်စနစ်ဖြစ်နေတယ်စိတ်မချမ်းသာဖြစ်နေတယ်ဆိုရင်တော့အကုသိုလ်ဖြစ်ပြီးတော့မင်္ဂလာမရှိဖြစ်နေတာပေါ့ ဲ့တော့မင်္ဂလာအမင်္ဂလာဆိုတာတွေ့သမျှမြင်သမျှပြက်ပင်နေတလိဆန်းနေတရဝါနေအတန်နေဓာရီနဲ့သတ်မှတ်ရတာမဟုတ်ဆင်းရဲတာချမ်းသာတာကိုကြည့်ပြီးတော့မင်္ဂလာရှိမရှိသတ်မှတ်ရတာလည်းမဟုတ်တချို့ပြောတတ်တယ်သိဆင်းရဲတဲ့တွေဆိုကြက်သေးကိုမရှိဘူးသူ့မြင်ရတာမင်္ဂလာကိုမရှိဘူးအမင်္ဂလာကောင်းကြက်သေးဒုံကောင်းတယ်အဲ့လိုပြောတတ်ကြတယ်နော်သူများသားသမီးကိုမို့ချိုးညှစ်ချိုးဖိပိနှိမ့်နဲ့ချိုးချိုးဖဲ့ဖဲ့ပြောတတ်ကြတယ် เออตุ๊ญะตัวอะไรบอกอ่ะโกดายไอ้อเนถาโยกตัวตัดเด้เนาะมานะไอ้อโจษาแน่จ่าได้บวชอเนถาได้โหผิดบ่ล่ะซิเด้ไอ้โจษาก็เนาะကိုယ်တိုင်းမှာမာနဆိုတဲ့အကုသိုလ်ဝင်နေတဲ့အတွက်ကြောင့်ကိုကသူများကိုဘလောက်ပဲမင်္ဂလာမရှိဘူးပြောနေပြီမယ်လို့အပြောခံရတဲ့လူကစိတ်မဆိုးဘူးသိခံနေကြဆိုရင်သူကတော့မင်္ဂလာရှိနေပြီမင်္ဂလာမရှိတဲ့လူကတကယ်ဖျားရှင်ရဲ့တရားတော်နဲ့စဉ်းစားကြည့်မယ်ဆိုရင် မာနာကြီးတစ်ခွဲသားနဲ့မာနာအကုသိုလ်တွေမိုးမွန်နေတဲ့အဲ့ဒီပြောနေတဲ့ပုံကိုယ်ကြီးကိုယ်တိုင်ဟာမင်္ဂလာ မရှိတဲ့သူစက်သေးမရှိတဲ့သူဖြစ်နေတယ်ဆိုတာသိဖို့လိုတယ်။အဲမလို့မင်္ဂလာဆိုတာဆင်းရဲတာချမ်းသာတာနဲ့လည်းမဆိုင်။အိုးရုပ်ဆိုးတာရုပ်ချောတာနဲ့လည်းမဆိုင်။ရုပ်ကတော့ဆိုးတယ်စိတ်ရင်းကောင်းတယ်မလေးငါဒီဘဝရုပ်ရည်အသွင်မပြည့်စုံဘူး။ရုပ်ကလည်းဆိုးစီပါရည်ကလည်းမပြည့်စုံဘူး။ ။တန်တရားဒီလိုဒုက္ခမရောက်ရအောင်ကုသိုလ်ကောင်းမှုလေးတက်နိုင်သလောက်လုပ်မှာပဲ။ကုသိုလ်လေးပါလေလုပ်။ကိုကျင့်တရားလေးကောင်းအောင်ဆောင်စီစိတ်ကောင်းလေးထား။အမလေးတိတ်မင်္ဂလာရှိတဲ့လူပေါ့။အော်ရုပ်ရည်ချောသလောက်ရုပ်နဲ့လိုက်ပြီးတော့မာနာကြီးနေတယ်။သူများဘယ်သူကြီးကြီးနှာခေါင်းရှောက်မြင်နေမတူသလိုမတန်သလိုပြောရင်းနေ။ရုပ်ချောတော့ရုပ်ချောတဲ့ပုံကိုရုပ်ကြီးပြည့်စုံတဲ့ပုံဆိုတာအများကချစ်ကြခင်ကြတော့ဝိုင်းအလုံးလိုက်ထားတယ် ကိုဖြစ်စင်တာမဖြစ်ရရင်အမြဲတမ်းစိတ်ဆိုးစိတ်ကောက်နေတတ်တယ်စိတ်ရင်းလည်းပဲသဘောထားသေးသေးညံဖြစ်နေတယ်ဆိုရင်ဘယ်လောက်ချမ်းသာပါစေဘယ်လောက်ရွှေချောပါစေမင်္ဂလာမရှိတဲ့သူပဲအဲ့ဒါဒါကမလို့ရွှေဆိုးတာရွှေချောတာနဲ့လည်းမင်္ဂလာနဲ့မဆိုင်ဘူးပေါ့ဒါကမလို့မင်္ဂလာဆိုတာကုသိုလ်ဖြစ်နေရင်မင်္ဂလာအကုသိုလ်ကိုပယ်တတ်နိုင်ရင်မင်္ဂလာလို့ဒီလိုမှတ်ယူရမယ် ဘောရဘာသာရေလို့ဖြစ်လာရင်ပြည့်စုံမြမြင်မြတ်ကိုစက်တည်းရှိမရှိမင်္ဂလာရှိမရှိခွဲနေဖို့မလိုဘူးကံနဲ့ကံအကျိုးကိုယုံကြည်လက်ခံရမယ်ကောင်းမှုမကောင်းမှုကိုလုပ်ထားတဲ့အဲ့ဒါကောင်းကံမကောင်းကံပဲကံဆိုတာမိုးပေါ်ရောက်တာမဟုတ်ကိုလုပ်ထားတဲ့အလောရက်ဒီကံပဲဒီကောင်းမှုမကောင်းမှုကိုလွတ်တဲ့အခါကောင်းကျိုးမကောင်းကျိုးကိုတံပြန်ခံစားရမယ်ကိုပြုသည့်ကံပဲ့တင်တံကိုထံပြန်လာမည်ဆိုတဲ့အတိုင်းပဲနော်တင်ပြုသည့်ကံပဲ့တင်တံတင့်ထံပြန်လာမည်ဆိုတဲ့အတိုင်းပဲ ဒီတိုင်းလက်ခံတာပြီးတော့ကုသိုလ်ဖြစ်နိုင်တဲ့အလုပ်တွေကိုလုပ်မယ်ဆိုရင်အမြဲတမ်းမင်္ဂလာရှိနေတဲ့သူဖြစ်ပါတယ်လို့ဥစဉ်နေနေပြောလိုပါတယ်ဗျာဒါဘုရားရှင်ရဲ့တရားတော်တကိုမျှဝေထားပါဥစဉ်အမြဲလည်းမဟုတ်ပါဘူးဒါမှတွေ့ရမြင်ရတဲ့ဟောဗုဒ္ဓဝါဒနဲ့ဆန့်ကျင်ပြီးတော့မင်္ဂလာအမင်္ဂလာလို့တရားလုံးစွဲယူထားဖို့မလိုအပ်ဘူးဗောဗုဒ္ဓဘာသာမှန်တယ်ဆိုရင်